င်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နေ့လယ်2နာရီအချိန်သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုရှုစားရမှာပါရှင် ARV တိုင်းငတိုင်းချောင်းမြို့အနီးမှာရှိတဲ့344အမြောက်တပ်ကိုကြုံပြော်မြို့ခလာရ36တရင်စီမှာပြောင်းရွှေ့ထားပြီးလက်နက်ကြီးတွေကိုဟင်းဒဒအထောင်နဲ့ရေကြီးမြို့တွေရဲ့အနောက်ကျောဘက်ကနေစမ်းသပ်ပစ်ခတ်ဖို့လှုပ်ဆောင်နေရလို့တပ်တင်းသတင်းရင်းပြစီကနေသိရပါဗျာ ဂျွန်လ12ရက်နေ့မနက်6နာရီလောက်ကအမြောက်အမှတ်344အမြောက်တရင်ကဟာဝိုင်ဇာလက်နက်အပါအဝင်အမြောက်တွေကိုကြုံပြောအခြေဆိုင်ခလာရ36ကိုပျောက်ရွှေ့ခဲ့တာဖြစ်ပြီးလက်နက်ကြီးစမ်းသပ်ပစ်ခတ်ဖို့လှုံ့ဆော်နေရလို့ဆိုပါတယ်။အတိကရခိုင်တပ်တော် AA ပူပေါင်းတော်လေးတပ်ဖွဲ့တွေက AR အဆက်အထိကိုထိုးစစ်ဆင်နေလို့ချင်းချောက်ပစ်ခတ်တာလည်းဖြစ်နိုင်ကြောင်းလက်နက်ကြီးတွေကိုကြုံပြော်မျိုးကနေညကတည်သွားပြီးဟေဒရအထောင်ရေကြီးမျိုးတွေကိုပို့ဆောင်ထားတယ်လို့စစ်ကောင်စီတပ်နဲ့နှိဆက်သူတွေကပြောပါရယ် လက်နက်စမ်းသပ်ဖို့ထက်ကြိုတင်သွားရောက်ပြီးတော့ပြင်ဆင်တာဖြစ်နိုင်တယ်လို့ကြုံပြုံမျိုးခန်ကပြောပါရရှင်။မန္တလေးမြို့မှာဆိုင်ကယ်တွေနဲ့သွားလာနေတဲ့လူငယ်တွေကိုစစ်ကောင်စီလက်အောက်ခံပြူစောထီးတွေကဥပဒေမဲ့ဖမ်းဆီးရိုက်နှက်မှုတွေဖြစ်ပွားခဲ့တယ်လို့မန္တလေးအခြေစိုက်လူမှုကူညီရေးအသင်းနေစီကနေသိရပါဗျ။ရုတ်တံထဲမှာတော့ပျောက်ကြားအုတ်ထုတ်ဆောင်ထားတဲ့စစ်ကောင်စီလက်အောက်ခံပြူစောထီးတွေကဆိုင်ကယ်စီးနှင်လာတဲ့လူငယ်၄ယောက်ကိုဆဲဆို့တားမြစ်ပြီး ဖနက်တွေနဲ့ရိုက်တက်တဲ့အပြင်အချက်ပေါင်းများစွာထိုးနှက်ကန်ကြောက်ခဲ့လို့ဆိုပါရယ်အဲဒီရုပ်သံဖိုင်တွေကလွန်ခဲ့တဲ့3ရက်လောက်ကမြို့လေကောင် လမ်း80နဲ့32လမ်းပေါ်မှာတရုတ်ပုံကြောင်းနာအနီးမှာဖြစ်ခဲ့ကြောင်းလမ်းပေါ်မှာခီးသွားပြစ်သူတွေပြူစောတိအဖွဲ့ဝင်တွေရဲ့အခုလိုအကြမ်းဖက်တဲ့ဖြစ်စဉ်တွေကခဏခဏဖြစ်နေကြောင်းနဲ့တချို့ဆိုရင်တော့ဆိုင်ကယ်တွေဖုံးနေအလူခံရပြီးနေခင်းမိုက်နေမှာပါအတိတ်ရဲလာတယ်လို့မန္တလေးအခြေဆိုင်လူမှုကွန်ရီအသင်းရဲ့တာဝန်ရှိသူကပြောပါရတယ်။ မန္တလေးမြို့ကငလျင်တန်းတဲ့ပြည်သူတွေဟာတပြားတိုက်ခိုက်ရတာတွေအပြင်ကိုညာပိုင်းနေမှာလဲမျက်နှာဖုံးစွတ်လက်နက်ကင်လူစုတွေရဲ့၆လက်မှုတွေကြောင့်စိုးရိမ်ထိတ်လန့်နေရလို့သိရပါတယ်ရှင်။ ပဲခူးတိုင်းအုပ်ဖို့မြို့နယ်ကိုင်းကြီးရွာကိုဂျွန်လ10ရက်နေ့ညနေ4နာရီခွဲလောက်ကစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ပြည်သူတယောက်ဒိဆုံးခဲ့လို့ဒေါ်လန်ရေးတပ်ဖွဲ့ဝင်တွေစီကနေသိရပါဗျ။ဒါပြင်စစ်ကောင်စီတပ်ဖက်ကမြေပြင်ကနေစစ်ကြောင်းထိုးနေတာကြောင့်ဂျိုးပင်ကောင်နဲ့အုပ်ဖို့မြို့နယ်အဆက်ကဒေသခံ2000လောက်ဟာလဲနေရဲစွန့်ခွာထွက်ပြေးတင်းရှောင်နေရတယ်လို့ဆိုပါရစေ။စစ်တပ်စစ်ကြောင်းကဂျိုးပင်ကောင်မြို့နယ်ကြီးစုရွာတွေကနေလက်နက်ကြီးနဲ့လှမ်းပစ်တာ ိုင်းကြီးရွာတဲကိုကြပြီးအသက်65နှစ်ခန့်အမျိုးသမီးတဦးသေဆုံးသွားတယ်လို့လဲတာယာဝတီခရိုင်တရင်3800တက်ခွဲလေးမြောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ရဲ့တာဝန်ခံဗိုလ်တောက်တက်ကပြောပါရယ်ဒါအပြင်စစ်ကောင်စီရဲ့ခမာယာ6တရင်ရဲတပ်ဖွဲ့နဲ့ပြူစောတိပူပေါင်းအင်အား150ပါတဲ့စစ်ကြောင်းဟာအုပ်ဖို့မျိုးနဲ့အပိုင်းဒေါင်ကြီးဒေါင်လေးဒေါင်စဘာကွင်းနဲ့ ကျိုးပင်ကောင်းမြို့နယ်ကအညာတန်းကြီစုရွာတဲ့ပဝင်းကျင်ရွာတွေကိုစစ်ကြောင်းထိုးနေပြီးရွာပတ်ချလဲတွေမှာလည်းတက်တီဖြန့်ထားတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရပါပါရှင်။မြန်မာနိုင်ငံမှာမွေးဝင်းပလီမျိုးစိတ်အစ်တစ်ခုကိုထပ်မံတွေ့ရှိရလို့ Snakes of Myanmar အဖွဲ့ကဂျွန်လ10ရက်နေ့မှာထုတ်ပြန်ထားပါဗျ။မွေးဝင်းပလီမျိုးစိတ်အစ်တစ်ကိုတော့ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်း ဒီလိုနေရာတွေနဲ့ထိုင်းနိုင်ငံနဲ့နီးစပ်တဲ့ဒေသတွေမှာအများဆုံးတွေ့ရပြီးမြန်မာနိုင်ငံမှာမျိုးစုပေါင်း66ခုရဲ့အောက်မှာမွေမျိုးစိတ်ပေါင်း66ခုရှိရလို့သိရပါတယ်တကဘာလုံးမှာမွေဝံပလေမျိုးစိတ်ပေါင်းဟာ82မျိုးရှိတဲ့အနေနဲ့မြန်မာနိုင်ငံမှာတော့17မျိုးမှတ်တမ်းတင်ထားနိုင်ပြီလို့ဆိုပါရယ်။အရင်ကမှတ်တမ်းနေမရှိပေမဲ့အခု၄နှစ်အတွင်းမှာတော့ Snakes of Myanmar ကနေ ဇန်တိုက်လေးလာစောင့်ကြည့်မှုတွေအရမြန်မာနိုင်ငံအတွက်အဲ့ဒီမျိုးမျိုးစိတ်ဟာတော့ record 22ချိန်တိတိကိုမှတ်တမ်းတင်နိုင်တယ်လို့အဖွဲ့ကမတ်ဆိုးတန်နာအောင်က TVB ကိုပြောပါရယ်မြန်မာနိုင်ငံမှာမှတ်တမ်းမတင်ရသေးတဲ့ကုန်းနေရည်နေတတဝါတွေတွားတွားတတဝါတွေများစွာရှိနေပြီးမှတ်တမ်းတင်နိုင်ဖို့လိုအပ်နေသေးတယ်လို့ Snakes of Myanmar အဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ ပီပီဆိုင်ရာအလौတမအရေးရာအဖွဲ ILO ကဖွဲ့စည်းပုံပုံမှန်33နဲ့စစ်ကောင်စီကိုအရေးယူဖို့ဆုံးဖြတ်ချက်ချတာကဘလို့တက်ရောက်မှုတွေရှိနိုင်တယ်လဲဆိုတာကိုမြတ်သက်စင်ကပေးပို့ထားပါတယ်ရှင် Good morning distinguished delegates ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပပြုလုပ်နေတဲ့133ချိန်မြောက်ပြည်ပဆိုင်ရာအလို့သမားရေးရာညီလာခံမှာ ILO ကစစ်အုပ်စုကိုဖွဲ့စည်းပုံပုံမှန်33နဲ့အရေးယူဖို့ဇွန်လ9ရက်နေ့ကဆုံးဖြတ်ချက်ချခဲ့တာပါ အခုလိုပုံမှန်33နဲ့အေးအေးကိုဆုံးဖြတ်ချက်ဟာ ILO အဖွဲ့ရဲ့အပြင်းထန်ဆုံးအေးအေးဆောင်ရွက်ချက်ဖြစ်ပြီးဒီလိုအေးအေးနိုင်မှုမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အစိုးရအလုတ်ရှင်အလုတ်သမားသုံးဝဆိုင်ကိုယ်စားလှယ်အဖွဲ့ကဥဆောင်ပြုလုပ်ခဲ့တာပါမြန်မာစစ်ကောင်စီကိုစစ်လက်နက်ပစ္စည်းလေရင်စီထောက်ပံ့နေတာတွေကိုပြန်လည်သုံးသပ်ဖို့နဲ့စစ်ကောင်စီအတွက်ဗန်နာရေးစီးဆင်းစေတဲ့လုပ်ရက်တွေကိုလည်းပြန်လည်သုံးသပ်ကြဖို့ ILO ရဲ့ဆုံးဖြတ်ချက်ကတိုက်တွန်းထားပါတယ် ဒီဆုံးဖြတ်ချက်ဟာအနာသိန်းစစ်ကောင်စီဝင်ငွေရစေတဲ့ငွေလန်းကြောင်းတွေကိုပိတ်ဆို့ဖို့အခွင့်အရေးချိုးဖောက်တဲ့လုပ်ငန်းရှင်တွေကိုအခွင့်အရေးလိုက်နာဖို့အလူသမားတွေကိုယ်တိုင်ဒီဆုံးဖြတ်ချက်ကိုအသုံးပြုနိုင်တဲ့အခွင့်အရေးရှိတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလူသမားသမတ်ကများအဖွဲ့ချုပ် CTUM ရဲ့လက်ထောက်အထွေထွေအတွင်းရင်းမှုဒေါ်ဖြိုးဆန္ဒဆိုကဆိုပါတယ်ကျွန်တော်တို့ဒီဆုံးဖြတ်ချက်ကအရင်ပြီးခဲ့တဲ့ ILO ဒီဆုံးဖြတ်ချက်2009ခုနှစ်မှာချခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပါကွာတလဲဆိုရင်အတက်နိုင်ဆုံးအာပြည်သူလူထုနဲ့အလုသမားတို့ကိုမထိခိုက်မနှက်နာအောင်အာလုတ်ဖို့ဆိုတဲ့အာသဘောတရားတွေဒီထဲမှာကိန်းအောင်နေဒီလိုမျိုးအတွေးခေါ်တွေနဲ့လုတ်ခဲ့တာဖြစ်တဲ့ဆိုတော့အဲ့တော့ဘာဖြစ်ရမလဲဆိုရင်အလုသမားတွေကဒီဆုံးဖြတ်ချက်ကိုကင်ပြီးတော့အာသူတို့ဒီလုပ်ငန်းဝင်တွေမှာသူတို့အခွင့်အရေးကိုသူတို့တောင်းဆိုတဲ့အခါမှာသူတို့ရဲ့အလုရှင်ကတော့အလုသမားအခွင့်အရေးကိုမပေးဘူးပြီးတော့စစ်တပ်ကလည်းအကောင့်ထဲမပေါ်ဘူးဆိုရင်ကဲ ်နေတို့ဒီအခွင့်အရေးငါတို့မပေးဘူးဆိုရင်ငါတို့နေတို့ရဲ့လုပ်ငန်းကိုအာဒီပြန်သုံးတော့အဖွဲ့ဝင်နိုင်ငံတွေကပြန်သုံးတော့အဖွဲ့ဝင်နိုင်ငံတွေလို့ပြောရင်အလုပ်ရှင်လည်းပါတယ်အလုပ်သမားလည်းပါတယ်နိုင်ငံတကာကဒီ ILO ရဲ့အဖွဲ့ဝင်189နိုင်ငံလုံးကတာဝန်ရှိတယ်ဆိုတော့အဲ့ဒီသူတို့နဲ့လုပ်နေတဲ့ဆက်ဆံရေးကိုပြန်သုံးသပ်ပြီးတော့အဲ့ဒီမှာလိုအပ်တဲ့အရေးယူဆောင်ရွက်မှုကိုလုပ်ဖို့ဆိုတာပါတယ် ပါရာဖြစ်တဲ့အတွက်ကြောင့်မလို့အလုံသမားတွေဒီလုပ်ငန်းဝင်ထဲမှာရှိနေတဲ့အလုံသမားတွေဒီဒီဆုံးဖြတ်ချက်ကိုကင်ပြီးတော့သူတို့အကအွယ်ယူလို့ရပါတယ်လို့ပြောချင်တယ်။ ILO ရဲ့ဆုံးဖြတ်ချက်ဟာစစ်ကောင်စီအတွက်အနည်းနဲ့အများတက်ရောက်မှုတွေရှိလာနိုင်ပေမဲ့အေးအေးယူပိတ်ဆို့မှုတွေကိုအလေးမထားတဲ့စစ်ကောင်စီကတော့တုံ့လုံးမမဟုတ်ဘူးဆိုတော့နိုင်ငံရေးအကဲခတ်တွေရဲ့သုံးသပ်ချက်တွေလည်းရှိနေပါဗျ။မြန်မာနိုင်ငံအစိုးရစစ်ကောင်စီအစိုးရအနေနဲ့က အဲ့လိုဟိုမလုံးတင်တာလုံးတင်တာဆိုရဲကိစ္စသူအများကြီးထည့်စင်းစားတဲ့ကိစ္စမျိုးမဟုတ်ဘူးသူအနေနဲ့အဲကဘာကနေဘလောက်ဖိအားပေးပေးစီးပွားရေးပိတ်ဆို့တာတော့မမှုပါဆိုရဲကျွန်တော်တို့တမိုင်းချောင်းနဲ့လာခဲ့တဲ့အဲအဖွဲ့အစည်းဖြစ်တယ်အဲ့တော့အဲ့လိုမျိုးအနေထားမျိုးဆိုတော့ဒီလိုပိတ်ဆို့လိုက်ရုံနဲ့တော့သူအနေနဲ့ပြောင်းသွားမှာတော့မဟုတ်ဘူးမပြောင်းလောက်ဘူးဆိုရဲဟာလဲသူတို့သိကြတယ် ဒါပေမဲ့လည်း ILO ရဲ့ပုံမှန်33ဆုံးဖြတ်ချက်ဟာစစ်ကောင်စီအတွက်တော့ထိရောက်တဲ့ထိုးနှက်မှုတစ်ခုတော့ဖြစ်တယ်လို့လည်းဒေါက်တာဆိုင်းကြည်စင်ဆိုကဆိုပါတယ်။စစ်အုပ်စုအနေနဲ့စီးပွားရေးအကျိုးမြတ်တွေရှာနိုင်မှုအခွင့်အလမ်းတွေကြုံသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။နောက်ထပ်အကျိုးဆက်အနေနဲ့ကတော့စစ်အာဏာသိမ်းပြီးနောက်ပိုင်းစီးပွားရေးကြဆင်းမှုအလောက်ကန်ရှားပါမှုကုန်စည်နှုန်းမြင့်တက်မှုတွေကိုခံစားနေရတဲ့အခြေခံလူလူဟာ ပိုအကြက်တဲတွေစိုက်လာနိုင်တယ်လို့လည်းဒေါက်တာဆိုင်းကြည်စင်စိုးကဆက်ပြောပါတယ်စစ်ကောင်စီအနေနဲ့စင်ပိန်လို့ဟိုကျွဲတတာဖြစ်ဖြစ်နေပြီမြဲကျွန်တော်တို့ခုလက်ရှိအချိန်မှာနေဖို့စားဖို့သွားဖို့လာဖို့အတွက်အရန်ခက်ခဲကြက်တင်နေတဲ့လူတွေအတွက်ဆိုရင်တော့ပုံပြီးတော့ထိခိုက်နေတာမျိုးပုံများမှာပေါ့ စီးပွားရေးမပြောနဲ့ကျွန်တော်တို့အခုလက်ရှိမြန်မာနိုင်ငံမှာငလျင်တန်းကြောင်းဒါမှမဟုတ်ဒီဟိုပါဘော humanitarian crisis ကြောင့်မလို့ကျွန်တော်တို့ဒီကိုညီကယ်ဆယ်ရေးလောက်ကြတယ်ဆိုရဲ NGO အဖွဲ့တွေတောင်မှကျွန်တော်တို့စစ်ကောင်စီနဲ့တရားဝင်ချိတ်ဆက်တယ်ပတ်သက်တယ်ဒါမှမဟုတ် register လုပ်တယ်ဒါစစ်ကောင်စီရဲ့အုပ်ချုပ်မှုရန်နေရာနဲ့ချိတ်ဆက်ပြီးတော့ကိုညီကယ်ဆယ်ရေးလောက်တယ်ဆိုရင်ကျွန်တော်တို့ဒလန်အဖြစ်ဆွဆွဲတာပြဿနာရှာတာကျွန်တော်တို့ဒီလိုမျိုးပြစ်တင်ဝေဖန်တဲ့ကိစ္စရှိနေတယ်ဆိုတော့ဒီစီးပွားရေးအနေနဲ့ဆိုရင် ပို့ပြီးတော့လောက်ရကန်ရခက်မယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ပုံမြင်ရတယ်။အဲ့လိုမျိုးအနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးအဖွဲ့အစည်းတွေမှာပါဝင်ပြီးတော့အသက်ရှင်ရပ်တည်ရေးအတွက်ကျွန်တော်တို့ဘဝအခွင့်အရေးရရှိဖို့အတွက်ကျွန်တော်တို့ပူးပေါင်းပြီးတော့အလုပ်လုပ်နေကြတဲ့လူအတွက်ပို့ပြီးတော့ခက်ခဲသွားမယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့ပို့ပြီးတော့ဖြစ်နိုင်ကြပြားတယ်ခင်ဗျ။ ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပပြုလုပ်နေတဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုသမားရာညီလာခံကတော့ဇွန်လ23ရက်နေ့မှာပြီးဆုံးမှာဖြစ်ပြီးဇွန်လ5ရက်နေ့ကဆုံးဖြတ်ခဲ့တဲ့မြန်မာကိုပုံမှန်33နဲ့အရေးယူဖို့ဆုံးဖြတ်ချက်အပေါ်ဘလို့ဆက်ပြီးအကောင့်ထည့်ဖော်ကြမလဲဆိုတော့ကို NUG ရဲ့အစိုးရအလုပ်ရှင်အလုပ်သမားသုံးဖွဲ့ဆိုင်ကိုယ်စားလှယ်အဖွဲ့ကဆက်လက်ပြီးဆွေးနွေးနေကြတာလည်းဖြစ်ပါတယ်စစ်ကောင်စီရဲ့အလုပ်သမားဝင်ကြီးဌာနကတော့ မြန်မာနိုင်ငံအပေါ် ILO ကအရေးယူမဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့စိုးရိမ်စရာမရှိဘူးဆိုပြီးထုတ်ပြန်ထားပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကနိုင်ငံရေးကိုဖိအားပေးလိုတာဖြစ်လို့နိုင်ငံအတွင်းကအလုရှင်အလုသမားစီးပွားရေးလုပ်ငန်းတွေအပေါ်တက်ရောက်မှုမရှိနိုင်တာကြောင့်စိုးရိမ်စရာမရှိဘဲလုပ်ငန်းခွင်တွေမှာအေးချစွာဆက်လက်လုပ်ကိုင်နိုင်မယ်လို့လည်းဆိုထားပါတယ်။မြန်မာနိုင်ငံအနေနဲ့ ILO ရဲ့ပုံမှန်33နဲ့အရေးယူခံရတာဟာဒုတိယအကြိမ်ဖြစ်ပြီးတော့ 2000ခုနှစ်ဝင်းကျင်ကလည်းအေးအေးယူခံရဘူးပါတယ်။ကျမမြတ်သစင်ပါရှင်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။နော်ဝေးတန်းကြော်အပြေးသမားကတ်စတန်ဘဟွန်ဟာမီတာ300တန်းကြော်ပြေးပြိုင်ပွဲမှာတော့ကမ္ဘာစံချိန်တစ်ကိုတင်နိုင်ခဲ့ပါတယ်။ဂျာတာဘရီနီမှာကျင်းပတဲ့အော့စလိုဒိုင်းမိုလိတ်ပြိုင်ပွဲမှာဘဟွန်ဟာအမေရိကန်အပြေးသမားရိုင်းဗင်ဂျမင်ကိုနောက်ကနေကြော့ဖြတ်ပြီးအံအားပွဲအနိုင်ရရှိခဲ့ပါတယ်။ 2020အိုလံပစ်ချန်ပီယံဗဟောင်းဟာပြီးခဲ့တဲ့နှစ်အိုလံပစ်ပြိုင်ပွဲမှာသူ့ကိုကြော်ဖြတ်ပြီးရွှေတံဆိပ်ရရှိခဲ့တဲ့ Ryan Benjamin ကိုဒီပြိုင်ပွဲမှာပြန်ပြီးတော့အနိုင်ရယူခဲ့တာပါဗဟောင်းဟာပြီးခဲ့တဲ့ April လက33.35စက္ကန့်နဲ့ကမ္ဘာစံချိန်ကိုတင်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။အခု32.69စက္ကန့်နဲ့သူ့ရဲ့စံချိန်ကိုသူကိုယ်တိုင်ချိုးဖြတ်ပြီးတော့ထပ်ရရှိခဲ့ပါတယ်။ဒါကြောင့်ဗဟောင်းဟာမီတာ300တန်းကျော်အပြေးပြိုင်ပွဲမှာကမ္ဘာအမြန်ဆုံးလူသားဖြစ်လာပါတယ်။ အသက်29နှစ်အရွယ်ရှိတဲ့ဗဟုံးဟာကမ္ဘာတန်းကျော်ပြေးပြိုင်ပွဲတွေမှာရွှေတစိမ့်စု3ခုရရှိထားသလိုအိုလံပစ်ပြိုင်ပွဲမှာလည်းရွှေတစ်ခုနဲ့ငွေတစ်ခုရရှိခဲ့ပူပါတယ်။2023ခုနှစ်ကတန်းကျော်ပြေးကမ္ဘာအဆင့်ရက်တည်မှုမှာအဆင့်တနေရာမှာရက်တည်နိုင်ခဲ့တဲ့ဗဟုံးကတော့လက်ရှိအချိန်မှာသူ့ရဲ့အကောင်ဆုံးပုံစံကိုပြန်ပြီးတော့ရရှိနေတာပဲဖြစ်ပါတယ်။ဒိုင်မိုလစ်ပြိုင်ပွဲကတော့2010ခုနှစ်ကစတင်ကျင်းပခဲ့ပြီး2025ခုနှစ်ပြိုင်ပွဲမှာတော့ပြိုင်ပွဲအမျိုးအစားပေါင်း32မျိုးပါဝင်ခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးအားကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။အသင်းသစ် Real Madrid နဲ့မိတ်ဆက်ပွဲမှာစပိန်စကားနဲ့ပြောသွားတဲ့အာနိုကို Liverpool ပရိသတ်တွေကဒေါသထွက်ခဲ့ကြပါတယ်။အင်္ဂလန်ညာနောက်ခံလူဟာ Liverpool ရဲ့တက်တန်တိုးစာချုပ်ကမ်းလှမ်းမှုကိုညှင်းပယ်ပြီးတော့ Real Madrid စီကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာခဲ့တာပါ။ဂျွန်လာစနေနေ့ကပြုလုပ်ခဲ့တဲ့ Madrid Club နဲ့မိတ်ဆက်ပွဲမှာတော့အာနိုကအသင်းစီပြောင်းရွှေ့ခွင့်ရတဲ့အပေါ်မှာခုံယူမိကြောင်း ိမိရဲ့စွမ်းဆောင်ရည်ကိုထုတ်ပြပြီးအတင်းရကမ္ဘာအကောင်ဆုံးကစားသမားတွေနဲ့အတူစုဖလားရဲ့အများကြီးကိုရယူခြင်းကြောင့်စသဖြင့်အချိန်10မိနစ်ကျော်ကြာစပိန်စကားနဲ့ကြွမ်းကျင်စွာပြောသွားခဲ့တာပါအာနိုဟာအတင်းပြဖို့စနစ်တကျကြိုတင်စီစဉ်ခဲ့တာဖြစ်ကြောင်းနဲ့အဲ့ဒီအတွက်နှစ်နှစ်လောက်အချိန်ယူပြင်ဆင်ခဲ့ပုံရကြအောင်လီဗာပူးပြိသက်တွေကဝေဖန်ကြပါတယ်။တခြားလီဗာပူးပြိသက်တွေကတော့မက်ဒရစ်နဲ့ပထမအဦးဆုံးနေ့မှာစပိန်စကားကိုကြွမ်းကျင်စွာပြောသွားတာကတိုင်ဆန်ရှားတဲ့ဂျိုမန်အာထမှုဖြစ်ကြောင်းဟာသလုပ်ပြီးတော့လှောင်မြောင်ခဲ့ကြပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နေ့လည်2နာရီသတင်းတွေကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပါ။ညနေ4နာရီအချိန်မှာလည်းထပ်မံရရှိထားတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးသွားပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်တီပါ။